မြောက်လောက်တော့မလိမ်ပါနဲ့ဗမာတွေသတိထားမြောက်လောက်တော့မလိမ်ပါနဲ့လူတွေနေပါသွားပြီဆိုရင်အားနေသွားပြီဆိုရင်ဖိကျင်တယ်အဲ့ဒါဒီဟိုတက်ကတပည့်တွေအဲ့ဒီမြောက်ရုပ်မှရတပည့်တွေအဲ့ဒါပဲမင်းတို့ရဲ့စိတ်တက်တွေအဲ့ဒါပြင်းနော်အဲ့စိတ်တက်ပြင်းသိမ့်ပြီအမေမင်္ဂလာပါကျွန်တော်ခုတင်ပြပေးချင်တာကတော့ကျွန်တော်ကောင်းစင်ပေးထားတဲ့မြောက်လောက်တော့မလိမ်ပါနဲ့ဗမာတွေဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်တင်ပြပေးချင်ပါတယ်ဒီတရားလေးကတော့ဖះလောက်မြောက်မင်းဘွားမှာဒေဝရနဲ့အပေါင်းပါတွေကဖះလောက်မြောက်မင်းအပေါ်မှာအရှိန်နဲ့ ခုံချတယ်ဖះလောင်းမြောင်မင်းရဲ့တပည့်တွေကတော့ဖះကိုအယူသေးပြုတ်ပြီးတော့ဖះလောင်းကိုအယူသေးပြုတ်ပြီးတော့တစ်ဖက်ကန်းကိုကူးကြတယ်ဒီဥစ္စာလေးနဲ့ပတ်သက်ပြီးသင်ကန်းစာယူစရာတွေရှိလို့မလို့ဆရာတော်ဥက္ကဋ္ဌလာဟောထားတာလေးကိုလည်းသဘောကျလို့ကျွန်တော်တင်ပေးပါဒီနေ့ကျွန်တော်တို့နိုင်ငံရဲ့အခင်အကျင်းဟာဖះလောင်းမြောင်မင်းရဲ့နောက်ကလိုက်တဲ့လူနဲ့ဒီဝရမြောင်မင်းနောက်ကလိုက်တဲ့လူတွေနဲ့ဆိုရင်နှစ်ပိုင်းကွဲနေတယ်လို့ပါပဲ။ဒါကြောင့်မလို့ကျွန်တော်တို့တွေကမြောက်လောက်တောင်မလိမ်ပါနဲ့လူတွေတော့အဖြစ်မခံကြပါနဲ့။ နော်ကိုချင်းစာကြပါစာနာကြပါနိုင်ငံနှိမ်ပါနေတဲ့အချိန်မှာငါတို့တော့နိုင်တဲ့နေရာကနေပြည်သူလူထုအပေါ်မှာငါတို့တွေထမ်းဆောင်ပေးမယ်အနစ်နာခံပေးမယ်ဆိုရယ်စိတ်တွေမမွေးပဲနဲ့ငါတို့ရာတော့ရခိုက်အခြေအနေမှာရအောင်ယူမယ်ဆိုပြီးတော့ဒီဝရက်ရဲ့အပေါင်းအသင်းနေလိုမျိုးတစ်ဖက်သားနှိမ်ကြပါတဲ့အချိန်မှာအရှိန်ပြင်းပြင်းအမြင့်ရနေခုံချတဲ့မြောက်ရိုင်းနေမဖြစ်ကြပဲနဲ့ဖះရောင်းနောက်ကလိုက်တဲ့ မြောက်လိမ်မာတွေဖြစ်ကြပါစေလို့ရည်ရွယ်ပြီးတော့ကျွန်တော်ဒီတရားလေးကိုကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်အလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်စုံကြပါစေခင်ဗျာဘုရားလောင်းတော်ကပြောတယ်ဒီတရားသီးကအလွန်ကောင်းတယ်အဲ့ဒါကြောင့်ဒီတရားသီးဖဲ့တဲ့အခါကျရင်ကျွေကြသွားရင်ပြဿနာတက်လိမ့်မယ်တော့အဲ့တော့ဘာရဏသီးဒီခင်ဗျာမြစ်ကအပိုင်းမှာရှိတဲ့နေရာတာဝန်ပေးရတယ်အဲ့တရားသီးကိုအစိမ့်မှန်နဲ့ရိုက်ချလိုက်ကျွေချပေါ့အလောင်းဘုရားလောင်းတော်ကပြောရတယ်မင်းလည်းကြတယ်မင်းတာဝန်မကျဘူးလေ ုံကြုံကြီးကအရေးကြီးဆုံးလေတကားတော့ဝါရီကောတကားဆောင်တဲ့ပုဂ္ဂိုလ်ကမေ့သွားတယ်ပြန်မှဲ့သွားသူကလည်းမေ့တယ်ဆိုတာလေဘာကြောင့်ဆိုတော့ခါချင်းအုံထဲမှာတရသီးအဲ့လိုရောက်သွားတော့ခါချင်းခါချင်းရဲ့အဲ့လိုသူပြောပါတယ်ခါချင်းအုံထဲကိုသူတိပြတဲ့ရောက်သွားမမြင်လိုက်ဘူးသူရိုက်မချမိလိုက်ဘူးခါချင်းမှာရိုက်ချလိုက်ရင်တော့ပြဿနာမရှိပြန်မှဲ့သွားဒုတ်ဆိုကြွေကြတယ်အောက်မြစ်အခြေမှာမြင့်ညာတေသီးကမျောသွားတော့မြစ်ကြီးမှာပြင်းမင်းမြက်ကရေကစားနေတာပိုက်နေပိုက်နေတာပဲအဲ့တေသီးကလာမြင် ကုန်လုံးမှုရတော့မင်းကြီးမြဘာသိတယ်ဆိုတော့မနော်ဘုရားတဲ့သည်ကောင်းလိုက်လားကွာဆိုပြီးတော့အဲ့တဲ့သည်ကိုစားလိုက်တော့ရဲ့ဒီမြင့်ညာတိုင်းလိုက်စမ်းဒီတဲ့ပင်လို့ပြောတော့ပြီးခြေကျသွားပြီတော့ဘုရားလုံးကပြောတယ်ပြေးရတော့အဲ့ဒီမှာတရက်ပင်ကိုတခါတဲ့ကိုနဲ့ဝိုင်းပြီးတော့မြားနေတဲ့ချိန်လာတယ်မြောက်တွေကိုခြောက်ဖို့ပြက်တန်မြောက်လည်းပြက်တန်ပြက်တန်မှာပေါ့အဲ့မှာဘုရားလုံးကပြေးကြတော့မင်းတို့တဲ့သည်ခြေပါပြီဟောမြောက်တွေအုပ်စုအများကြီးပေါ့ပြေးကြတယ်ပြေးကြတဲ့ခါကျတော့ပြေးဖို့အတွက်ကို ဗာရာဏသီတစ်ဖက်ကန်းကိုရောက်ဖို့အတွက်ကိုကျိုးတန်းလိုလာအဲ့ဒီမှာတို့အလောင်းတော်ကဖះလောင်းကသူ့ခါကိုလွယ်ရိုးချီပြီးတော့ဟိုဘက်ကတစ်ပင်ကိုလှန်ကူးလိုက်တော့တန်းတန်းဖြစ်သွားပြီမင်းတို့တွေ့ဘူးပါလိမ့်မယ်တန်းတန်းကြီးဖြစ်သွားဆိုဖះလောင်းဖြတ်လိုက်တဲ့ကျိုးတူသွားတာပေါ့အဲ့တော့ကဲကုကုကြရဆိုငါ့ဘဝလမ်းရှာအောင်တရားခင်းတာသူတော်ကောင်းစိတ်ရှိတဲ့ညဆိုဖះလောင်းရဲ့သမသမုဒ္ဒရာလောင်းရဲ့ပက်သားတွေကလက်အုပ်လေးချီပြီးတော့ဂရော့ပြီးတော့ဖြီးပြီးလေးရှောက်တယ်ဟိုကောင်ဒေဝဒရာလောင်းဘက်ကတွေ့ပြီလေဆရာကမကောင်းတော့ဘူးလေဟဲ့ရောက်လေတို့အနေယူဖို့အချိန်ရောက်ပြီမအားတော့ဘူးလေ အမိကလည်းတန်းတန်းကြီးလက်ကြီးကတန်းတန်းဆိုမအားတော့အချိန်မှာဟိုအပေါ်အမြင့်ဆုံးကိုတက်အဲ့ဒါပါပဲဒီနေ့အဲ့ဒါသိလိုက်အဲ့ဒါပါပဲမြောက်မြောက်မြောက်တော့မလိမ်ပါနဲ့ဗမာတွေသတိထားမြောက်တော့မလိမ်ပါနဲ့လူတွေနေပါသွားပြီဆိုရင်အားနေသွားပြီဆိုရင်ဖိကျင်တယ်အဲ့ဒါဒီဟိုတက်ကတပည့်တွေအဲ့ဒီမြောက်ရုပ်မာရဲ့တပည့်တွေအဲ့ဒါပဲမင်းတို့ရဲ့စိတ်တည်းတွေအဲ့ဒါပြင်းနော်အစ်စရတွေပြင်းသိပြီတို့တရားတွေဟောရမှာဒါတွေပါတယ်အဲ့ဒီမှာမြတ်စွာဘုရားလောင်းက တန်တန်ကြီးဖြစ်နေတခါတော့ဘုရားကလက်ကြီးကင်ပြီးတော့အဟိုးအမြင့်ဆုံးတက်ဣင်နဲ့ခုံချသေရောဗောသေစဉ်းစားကြည့်လေဘာမှပြန်မလုပ်နိုင်တဲ့အချိန်မှာလေအရှုံးပေးပါလေဆိုတော့ပုဂ္ဂိုလ်ကြိုးဝိုင်းနဲ့ခေါ်ပြီးတော့ဒိုင်နေနဲ့ထိုးလက်ဝိထိုးထိုးပြစ်တာလေအရှုံးပေးပါလေပြောထားပြီးသားလေအဲ့ဒါသေုံရှိတာပဲလေအဲ့တော့လောင်းတော့အဲ့လိုခံစားရတဲ့ခါမှာကျန်တဲ့မြောက်900အဲ့လိုခုံချတယ်ခေါင်းဆောင်ကလှုပ်လိုက်တော့ကျန်တဲ့နောက်လိုက်တယ်လှုပ်ပြီးဗောဒါပဲခေါင်းဆောင်ကကြော့လိုက်ကျန်တဲ့လိုက်ကြော့မှာခေါင်းဆောင်ကအပေါ်တက်ခုံချတယ်ကမြောက်တယ်ဒိုလို့ကောင်းတယ်ခုံချတာ ဘုရားတော့ဖရားတော့မသက်မသာခံစားရတော့မင်းကြီးများတတ်မလို့ဒီမြောက်တွေကိုလေးနဲ့ပြင်မလို့ဒီဒီအသေးသေးလိုချင်လို့မင်းကြီးများတရိတ်ဆန်ဖြစ်ဦးတော့ပြစမ်းနေဥပကပုံကိုယ်တွေကကတော့တယ် तू ကတော့အဘွားခုံချရဲအဲ့ဒီမြောက်ကြီးကိုအေးစေးတို့နဲ့ချပြီးတော့သိကုပြီးတော့ပြေးမယ်အလောင်းတော့ကျုပ်ဘောခုံချတဲ့လူတွေကဒီကျုပ်ကမကောင်းတဲ့ပက်တာဘက်လီဒါပက်ဖို့တော့ကားကောင်းပြောတင်ပေးထားတဲ့ယောနိတော်မနတိကာရနှလုံးသွင်းမှန်တယ် တပ်ပုရိသတန်သေးဝဆရာကောင်းအမိဝေးရတယ်ဘုရားဆရာကောင်းမမွေးရတော့နှလုံးသားမမှန်ဘူးမင်းကြီးဒါပါပဲ